ငလီယန်လုံးလို့တော့လုံးဝပြုမကြနိုင်နဲ့ရှန်ဟိုင်းမြို့ကကမ္ဘာတတိယအမြင့်ဆုံးအဆောက်အုံကြီးရှန်ဟိုင်းမြို့ရဲ့ကောင်းကင်ယံကိုစိုးမိုးထားတဲ့ဒီအမြင့်ဆုံးအဆောက်အုံကြီးကလူသားတွေရဲ့စွမ်းဆောင်နိုင်မှုကိုသက်သေပြနေပါတယ်။ဒါကတော့ကမ္ဘာတတိယအမြင့်ဆုံးအဆောက်အုံကြီးဖြစ်တဲ့ရှန်ဟိုင်းတာဝါကြီးပါ။ဒီအဆောက်အုံကိုကမ္ဘာကျော်ပြီးသူကကော်မတီဖြစ်တဲ့ Gansler ကဒီဇိုင်းရေးဆွဲထားခဲ့တာဖြစ်ပြီးဆောက်လုပ်ရေးကုန်ကျစရိတ်ကတော့ခန့်မှန်းခြေအဖြစ် American Dollar 1.4 billion လောက်ရှိခဲ့ပါတယ်။ဒီတာဝါကြီးဟာမြို့ပြပြီးသူကအမှုပညာရဲ့အထူးထိတ်လို့လည်းတင်စားလို့ရပါတယ်။ ရှန်ဂိုင်းတာဝါကြီးဟာအမြင့်632မီတာရှိပြီးကမ္ဘာတတိယအမြင့်ဆုံးအဆောက်အုံကြီးပဲဖြစ်ပါသည်။ဒီအမြင့်ဟာတရုတ်နိုင်ငံရဲ့အဆောက်အုံတွေထဲမှာအမြင့်ဆုံးအဆောက်အုံလေးဖြစ်ပါသည်။မနက်မနက်လေးတိုက်တာနဲ့လျှက်စစ်ထွက်လာနိုင်တဲ့လျားလျှက်စစ်စနစ်ကိုလည်းတုံးထားပါသေးတယ်။မိုးရေကိုခံပြီးပြန်တုံးနိုင်တဲ့ရေတန်းစနစ်ကိုလည်းဒီတာဝါကြီးမှာထည့်သွင်းထားပါသေးတယ်။လှည့်ပတ်ထားတဲ့ဒီဇိုင်းကလေးတိုင်နှုံးကို24ရာခိုင်နှုန်းလျှော့ရှာပေးပြီးတော့စွမ်းအင်ကိုလည်းတပ်သားစီပါသေးတယ်။ ဒီလိုဒီဇိုင်းမျိုးဟာအဆောက်အုံရဲ့လေခုခံအားကိုလျှော့ရှားပေးအောင်သာမကတဘာဝလေဝင်လေထွက်ကောင်းအောင်လေကူညီပေးပါရီရှန်ဟိုင်းတာဝါမှာတက်ဆင်ထားတဲ့ဓာတ်လီကားကလည်းတနအီကို -30 အမြန်နှုန်းနဲ့တက်နိုင်ပြီး218မီတာကိုစက္ကန့်30နဲ့တက်နိုင်ပါရီဒီဓာတ်လီကားစနစ်ဟာကမ္ဘာအမြန်ဆုံးဓာတ်လီကားစနစ်တီတွေကတစ်ခုလည်းဖြစ်ပါရီဒီတာဝါကြီးမှာတက်ဆင်ထားတဲ့ဗရင်းပေါက်တီကအပူကိုဆောက်ယူပြီးလျှက်စစ်တာအားထုတ်ပေးပါသေးတယ်ဒါ့အပြင်အဆောက်အုံရဲ့အတွင်ပိုင်းကိုတဘာဝအလင်းရောင်အများဆုံးရရှိအောင်လည်းဖန်တီးထားပါရီ အပေါ်တိုင်းရင်တော့မြို့တစ်မြို့လုံးကို360ဒီဂရီကြီးလို့ရတယ် Sky Garden ဆိုတဲ့မိုးပြံဥယျာဉ်တစ်ခုလည်းရှိပါသေးတယ်ဒီ Sky Garden ဟာကမ္ဘာအမြင့်ဆုံးမိုးပြံဥယျာဉ်တွေကတစ်ခုဖြစ်ပြီးလာရောက်လည်ပတ်သူတွေကိုရှန်ဟိုင်းမြို့ရဲ့လှပတဲ့မြင်ကွင်းတွေကိုကြကြပြန့်ပြန့်ခန်းစားစေနိုင်ပါတယ်ဒီအဆောက်အုံတွေမှာဇိုင်းငန်ဟိုတယ်ဖြစ်တဲ့ J Hotel Shanghai Tower ကမ္ဘာအမြင့်ဆုံးဟိုတယ်များတွေကတစ်ခုရှိနေပြီးရုံးခန်းတွေဈေးဝယ်စင်တာတွေစားသောက်ဆိုင်တွေနဲ့ convention ခန်းမတွေလည်းပါဝင်ပါတယ်ဒီတာဝါကြီးကို2008ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2016ခုနှစ်မှာတရားဝင်ဖွင့်လှစ်ခဲ့ပါတယ် ။စောက်လို့ဤကာလတစ်လျှောက်လုံးမှာအင်ဂျင်နီယာဆိုင်ရာစိန်ခေါ်မှုများစွာကိုကျော်လွှားခဲ့ရပါသည်။ဒီတာဝါကြီးကိုငလီယန်တန်မုံတိုင်းတန်ခံနိုင်အောင်လေဒီဇိုင်းရေးဆွဲထားပါသည်။အထူးသဖြင့်ပြင်းထန်တဲ့ငလီယန်တန်နဲ့လေပြင်းမုံတိုင်းတွေကိုခံနိုင်ရရှိအောင်အဆောက်အုံရဲ့အပေါ်ဆုံးမှာဂျွန်းမတ်စ်ဒမ်ဘာလူခေါ်ရစနစ်တစ်ခုကိုတပ်ဆင်ထားပါသည်။ဒီစနစ်ကအဆောက်အုံရဲ့တုံ့ခေါမှုတွေကိုဆောက်ယူပေးပြီးတင်းငြိမ်အောင်ထိမ့်သိမ်းပေးနိုင်တဲ့အတွက်ဘေးကင်းလုံခြုံမှုကိုအမြင့်ဆုံးအာမခံနိုင်တာလည်းဖြစ်ပါသေးတယ်။ ဒါပြင်အဆောက်အုံရဲ့အခြေခံအုတ်မြစ်ကိုလည်းမြေအောက်80မီတာအထိနှံ့ဆိုင်စွာတူဖော်ပြီးခိုင်ခန့်စွာတည်ဆောက်ထားပါရီ။ကဲဒီနေ့ဗီဒီယိုလေးကိုတော့ဒီနေရာလေးမှာပဲအဆုံးသတ်လိုက်ပါရီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါရီခင်ဗျာ။